မော်စကိုမြို့ကအရာရှိတွေပြောတာကတော့ယူကရိန်းရဲ့ဒရုန်းလေယာဉ်ယာနဲ့ချီမော်စကိုမြို့ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒါဟာစစ်ပွဲစတင်ကလေးကရုရှားမြို့တော်ကိုအကြီးမားဆုံးတိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ထင်ရပါတယ်။ဒရုန်းတစ်စီးကြောင့်မော်စကိုရဲ့ရှာရီမက်တိုဘိုအဖြစ်ပြဆိုင်ရာလေစိတ်မှာလေယာဉ်ပြန်သွဲမှုတွေကိုယာယီရန်နာထားပါတယ်။အရာရှိတွေကပြောတာကတော့ရုရှားမြို့တော်ကိုပြစ်မှတ်ထားတဲ့ယူကရိန်းဒရုန်းလေယာဉ်အနည်းဆုံး60စီးကိုပစ်ချလိုက်ပြီလို့ဆိုပါတယ်။ ရုရှားကမီလီယံနေတဲမှာရှိနေပါတယ်။လာပေါင်းများစွာပောက်ကွဲမှုတွေလောင်ကျွမ်းနေတဲ့ရေနံချက်ဆက်ယုံတွေပြိုကျနေတဲ့ဓာအားလိုင်းတွေကယူကရိန်းအထွတ်သာမကရုရှားလူမျိုးတွေအထွတ်ပါနေစဉ်ဘဝရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာပါတယ်။မော်စကိုဟာတခါကလုံခြုံတယ်လို့ထင်ခဲ့တဲ့နယ်နိမိတ်တွေရဲ့အပြင်ဘက်မှာစစ်ပွဲတပွဲကိုဆင်နွှဲနေတယ်လို့ထင်ခဲ့ပေမဲ့အခုတော့စစ်ပွဲကရုရှားရဲ့ကိုပိုင်နယ်မြေတွေကိုရောက်ရှိလာပါပြီ။ ကီးဖ်ရဲ့ရဲရင်တဲ့တိုက်ခိုက်မှုတွေနဲ့စမ်းသစ်တဲ့ဒရုန်းဖြူဟာတွေဟာရုရှားကိုခါခိုးနဲ့ဒွန်ဘတ်စ်မှာတမကက သူရဲ့ကိုပိုင်စခန်းတွေမှာတောင်းယူကရိန်းရဲ့ဒေါသတွေကိုခံစားရစေပါတယ်။ညတကောင်မှာပေါက်ကွဲတဲ့နေပါတယ်။ရေနံကျစက်ယုံတွေမီးလောင်နေပါတယ်။စစ်ရေးအဆောက်အုံတွေပေါက်ကွဲနေပါတယ်။ဒါရီအားလုံးကယူကရိန်းဟာစစ်မီးလျံတွေကိုရုရှားရဲကိုယူဆောင်လာပြီးဆိုတာကိုပြောရမယ်ဆိုရင်တော့ဒါပြတ်တနေရလို့ပြောလို့ရတယ်။ဒါဆိုဘာလို့ပူတင်ကဒီတိုက်ခိုက်မှုတွေကို မတုံ့ပြန်နိုင်တာလဲ။ဘာလို့ယူကရိန်းဟာရုရှားမျိုးတွေကိုဒီလောက်နဲ့နဲ့ရှိုင်းရှိုင်းတိုက်ခိုက်နိုင်တာ ါလဲဒီမိန်းကလေးရဲ့အဖေတွေကစစ်ပွဲရဲ့ဥတီချက်ကိုဆုံးဖြတ်ပေးမှလဲဖြစ်ပါရဲ့ရှင်ဒီဗီဒီယိုမှာတော့ရုရှားမှာဖြစ်ပွားခဲ့တဲ့နောက်ဆုံးတိုက်ခိုက်မှုတွေရဲ့အသေးစိတ်တွေကိုနင်းနီကက်ကက်လေ့လာကြည့်ပြီးတော့ရုရှားမှာဖြစ်ပွားနေတဲ့ကက်ဘေးကိုတုံးသက်ပြပေးသွားမှာဖြစ်ပါရဲ့ ယူကရိန်းကရုရှားရဲ့ရေနံကျဲစက်ရုံတွေကိုတိုက်ခိုက်မှုတွေကိုတုံးမြင့်လှုပ်ဆောင်နေပြီးတော့မော်စကိုရဲ့စွမ်းအင်ထောက်ပံ့မှုကိုဖျက်တောက်ဖို့ပြင်ဆင်နေပါတယ်။ဒီအချိန်မှာယူကရိန်း drone တွေကရုရှားကရေနံကျဲစက်ရုံနဲ့စက်ရုံတရုံကိုတပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုတွေဖြစ်ပွားတဲ့နေရာတွေကတော့ Leningrad နဲ့ Bryansk ယူကရိန်းနယ်စပ်ကနေ980ကီလိုမီတာအကွာမှာရှိတဲ့ Kiryshiv နဲ့တော့ ပြောရမယ်ဆိုရင် Syntax Inertial စက်ရုံကို drone နဲ့တိုက်ခိုက်ခံရရလို့ပြောလို့ရပါတယ်။ လီနင်ဂရက်ဒေသခံအုပ်ချုပ်ရေးမှူးအလက်ဇန်ဒါဒရော့စတန်ကိုကတိုက်ခိုက်မှုကိုအတည်ပြုခဲ့ပါတယ်။အုပ်ချုပ်ရေးမှူးရဲ့အဆိုအရဒရုန်းတစ်စီးကို ချဉ်ကပ်လာစမှာရုရှားလေကြောင်းကာကွယ်ရေးအင်အားစုကပစ်ချလိုက်ပြီးနောက်ထပ်ဒရုန်းတစ်စီးကိုကုမ္ပဏီနယ်မြေပေါ်ကကောင်းကင်မှာပစ်ချလိုက်ပါတယ်။ပြီးတော့သူ့ရဲ့အကြွင်းချန်တွေကတင်ကားတစ်စီးကိုဖျက်ဆီးစေခဲ့ပါတယ်။တိုက်ခိုက်မှုအပြီးမှာရုရှားရဲ့ဖက်ဒရယ်လေကြောင်းပို့ဆောင်ရေးအေဂျင်စီကစိန့်ပီတာစဘတ်မြို့က ဖိုခိုဘိုလေးစိတ်မှာလေရင်ပြန်သွန်းမှုတွေကိုယာယီရနာခဲ့ပါတယ်။ဒါပေမဲ့ဒီကန်သက်ချက်တွေကိုနောက်ပိုင်းမှာရှုပ်သိမ်းလိုက်ပါတယ်။ Kerry Schiff နဲ့ Toss Sintes ကရုရှားရဲ့ဒုတိယအကြီးဆုံးရေနံချက်စက်ရုံဖြစ်ပြီးတော့ Leningrad ဒေသက Kerry Schi မြို့မှာတည်ရှိပါတယ်။ယူကရိန်းရဲ့မြောက်ဘက်980ကီလိုမီတာအကွာမှာရှိပြီးတော့ဒီစက်ရုံကအနောက်ဘက်အနောက်ဆိုင်ဘေးရီးယားနဲ့ဘော်ဂယူရဲရေနံတွေကိုချက်လုပ်တာဖြစ်ပါတယ်။ ဒါအပြင် Yaroslav data ကဖြန့်ဖြူးရေးစင်တာတွေကနေပိုင်လိုင်းကတဆင့်ရေနံကျန်းတွေကိုလက်ခံရရှိပါတယ်။ဒါဟာရုရှားရဲ့အကြီးဆုံးရေနံကျန်းစက်ရုံဖြစ်ပြီးတော့ထုတ်လုပ်တဲ့လောင်စာပမာဏအရထိတ်ဆုံးမှရှိပါတယ်။ဒီစက်ရုံက Sajiev Topchet Company ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးတော့တနည်းကိုရေနံတန်ချိန်ကတော့20ဒသမ7တန်းကိုချက်လုံနိုင်စွမ်းရှိရလဲဖြစ်ပါတယ်။ Brian's data ကိုလည်း Ukraine drone တွေမကြာခဏတွားရောက်တိုက်ခိုက်ပါတယ်။ တို့ရဲ့ပြမှတ်ကတော့ Starry Dog မျိုးက OAO Conserve Search Pros စက်ယုံဖြစ်ပြီးတော့ဒီစက်ယုံကရုရှားစစ်တပ်အတွက်စာနယ်ဇင်းခါကြောက်တွေကိုထုတ်လုပ်ပါတယ်ဒေတာကန်မီဒီယာနဲ့ပြည်သူတွေကဒီစက်ယုံကိုဖက်ကလိုဒရုန်းဒုံးကြီးတွေနဲ့တိုက်ခိုက်ခံရတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်ဒေတာကန်တွေကစက်ယုံတရှိရာနေရာမှာပောက်ကွဲမှု9ကြိမ်နဲ့မိလာမှုတစ်ခုကိုကြားခဲ့ရတယ်လို့ပြောပါတယ်ဘရန်စတေတာအုပ်ချုပ်ရေးမှူးအလက်ဇန်ဒါဘိုဂိုမတ်စ်ကစတရီဒုတ်မြို့ကိုဒရုန်း6စီးတိုက်ခိုက်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့လေ ေကြောင့်ကာဝေးအင်အားစုတွေကဖရန်စ်ဒေသရဲ့အနေမြေပေါ်မှာလေယာဉ်အမျိုးအစား drone 6စီးကိုဖျက်ဆီးခဲ့ရလို့ဆိုပါတယ်။ဒါပေမဲ့ Paglo drone ဒုံးကြီးတွေကဘာတွေလဲ?ဒေတိုက်ခိုင်းမှုတွေကိုဘယ်လိုလုံးဆောင်ခဲ့ရလဲ?သူတို့ရဲ့ထူးခြားချက်တွေကဘာတွေဖြစ်မလဲ? ဒီဇင်ဘာလအစောပိုင်းမှာယူကရိန်းကကိုပိုင်တီထင်ထားတဲ့အတုံးကြီးတွေကိုယူကရိန်းစစ်တပ်ကစတင်ဝယ်ယူခဲ့ပါတယ်။ကမရာဘိုလိုဒီမီယာဇွန်စကီကပထမဆုံးဖဲကလိုဒုံးကြီးဒရုန်းတွေကိုယူကရိန်းလက်နက်ကင်တပ်ဖွဲ့တွေစီပို့ဆောင်ပေးခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ဒီဒရုန်းအသစ်တွေရဲ့ထူးခြားချက်တွေကတော်တော်လေးထင်ရှားပါတယ်။ယူကရိန်းဘာသာစကားနဲ့ဖဲကလိုသို့မဟုတ်ငရဲလို့ခေါ်တဲ့ဒီဒုံးကြီးကအနောက်တိုင်းထုတ်ခရုစ်ဒုံးကြီးတွေနဲ့မဟာဗျူဟာမြောက်ဒုံးကြီးတွေထက်အကွာအဝေးပို ိုပြီးတော့ဝေဝေးပြစ်ခတ်နိုင်ပါတယ်။တရင်းနေရဖက်ကလိုကကီလိုမီတာ900အထိအကွာဝေးနဲ့တနအီကိုကီလိုမီတာ900အထိအမြန်နှုန်းရှိရလို့သိရပါတယ်။ဒီအကွာဝေးနဲ့အမြန်နှုန်းကြောင့်ဖက်ကလိုဒုံးကြီးကရုရှားဖက်ဒရေးရှင်းနယ်မြေပေါ်ကစီးရေးပြတ်မှတ်တွေကိုထိမှန်နိုင်တဲ့ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်အသစ်တစ်ခု ဖြစ်လာပါတယ်။တာမန်ဒုံးကြီးတွေနဲ့မတူတာက ဒရုန်းဒုံးကြီးတွေကဥတီယာပြောင်းလဲနိုင်စွမ်းအတားအဆီးတွေကို ကျော်လွှားနိုင်စွမ်းနဲ့ electronic စစ်ပွဲတွေစနစ်ရဲ့ပြည်လဲတုံးပြမှုတွေကိုခံနိုင်ရရှိပါတယ်။ဒီစွမ်းဆောင်ရည်နဲ့အတူ Peklo ကကိုပိုင်မောင်းနေနိုင်တဲ့စနစ်ပါဝင်ပြီးရုရှားလေကြောင်းတဲရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေရဲ့အခြေစိုက်စခန်းဖြစ်တဲ့ Milirobo Savarslaga နဲ့ Angels လေယာဉ်ခွင်တွေကိုချိန်ချောက်နိုင်ပါတယ်။ ဒေလီရင်ခွေနေဟာဖက်ကလိုရဲ့ပြည့်မဲ့အကွာဝေးထဲမှာရှိလို့နေတာဖြစ်ပါတယ်ဖက်ကလိုဂျုံဒုံးကြီးနဲ့ပတ်သက်ပြီးတော့နောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ခုကတော့ဒီဒုံးကြီးရဲ့ကိုယ်ရဲ့အပေါ်ပိုင်းမှာရှိတဲ့တက်ဆင်ထားတဲ့အစိပ်ပိုင်းတွေဟာဒီဒုံးကြီးကိုမြေပြင်ကနေမဟုတ်ဘဲလေရင်တွေကနေပြစ်လွတ်နိုင်တယ်ဆိုတာကိုဖော်ပြနေပါတယ်ဒါကြောင့်ဖက်ကလိုရဲ့မဟာဗျူဟာနဲ့ဒီပညာဆိုင်ရာစွမ်းဆောင်ရည်တွေကိုမြင့်တင်ပေးပြီးရုရှားဖက်ဒရေးရှင်းရဲ့လက်ရှိနေနေမြေတွေကိုထိမှန်နိုင်စွမ်းကိုပုံမှုပြီးတော့ကောင်းမွန်စေတာလည်းဖြစ်ပါတယ် ခေကလိုဒုံးကြီးရဲ့တီးကြတဲ့အသေးစိတ်အချက်အလက်တွေကိုမဖော်ပြရသေးပေမဲ့တရားဝင်ဌာနတွေကသူ့ရဲ့ထူးခြားချက်တွေကိုနည်းနည်းလောက်ဖော်ပြနေပါတယ်။ခေကလိုရဲ့အရွယ်အစားကိုခံမှန်းကြည့်ရင်အလျောင်းနဲ့အတောင်ပံဆန်က1မီတာလောက်ရှိတာဖြစ်ပါတယ်။ဒုံးကြီးရဲ့အရွယ်အစားသေးငယ်တာကြောင့်စစ်ကောင်ပိုင်းရဲ့အလေးချိန်က90ကီလိုဂရမ်ထက်ပိုများမယ်လို့မထင်ပါဘူး။ဒီခံမှန်းချက်က Entry Barracuda လိုမျိုး အလားတူစနစ်တွေနဲ့နှိုင်းယှဉ်နိုင်ပါတယ်။ ကောင်းပိုင်းအလေးချိန်ကိုတိုးမြင့်နိုင်တဲ့ဆိုပေမဲ့ဒါဟာဒုံးကြီးရဲ့အကွာအဝေးကိုရောကျစေနိုင်ပါတယ်။ဖက်ကလိုရဲ့မောင်းနှင်စနစ်ကတော့ကွန်ပရက်တာပေါ်ဂျက်အင်ဂျင်ဖြစ်ပြီးတော့သူ့ရဲ့အထူးမော်ဒယ်ကိုတော့မသိရသေးပါဘူး။ဒီလိုလေကြောင်းစနစ်တွေအတွက်၄ kg ကနေ၈ kg လောက်အလေးချိန်ရှိတဲ့အင်ဂျင်တွေက400ကနေ600 Newton လောက်အထိတွန်းကန်အားပေးနိုင်ပါတယ်။အများဆုံးတွန်းကန်အားကတော့1500 Newton လောက်အထိရှိနိုင်ပြီးတော့အင်ဂျင်အလေးချိန်ကတော့16 kg လောက်ရှိပါတယ်။ ။အင်းဒီကက်ကက်ဓာတ်ပုံတွေကိုကတော့ပို့ပြီးတော့စိတ်ဝင်စားစရာအချက်လက်တွေကိုဖော်ပြနေပါတယ်။ဥပမာဖက်ကလိုဒုံးကြီးရဲ့ကိုယ်ထဲဟာလေကြောင်းထိုးလို့မှုနည်းပညာတွေနဲ့တတူနဲ့ request တွေကိုအသုံးပြုပြီးတော့တိစောက်ထားတာကိုမြင်နိုင်ပါတယ်။ဒီလိုယုံကြည်စိတ်ချရတဲ့ဤပညာဟာစိတ်ယုံအစစ်မှထုတ်လွှင့်နိုင်စွမ်းရှိပါတယ်။ကိုယ်တွေကအစိတ်အပိုင်းကြီးတချို့ပဲပါဝင်ပြီးဒါကြောင့်အစိတ်အပိုင်းတွေနဲ့အဆုတွေကိုတက်ဆင်ရတာပုံမလွယ်ကူစေပါတယ်။အင်ဂျင်ကိုပြင်ပမှာတက်ဆင်ထားပြီးဒီဒီဇိုင်းကတက်ဆင်မှုကိုပုံမလွယ်ကူစေပြီးတော့ ကိုယ်ရဲ့အတွင်းပိုင်းမှာနေရာပိုရစေပါတယ်။ဒါအပြင်လေဝင်ပုတ်တွေကိုမလိုအပ်တော့ပါဘူး။ဒါအပြင်ဖက်ကလိုဒုံးကြီးတွေကကုန်ကြမ်းစည်းတက်တာပြီးတော့ရုရှားခရုစ်ဒုံးကြီးတချို့နဲ့ရှင်နိုင်တယ်လို့အရာရှိတွေကဆိုပါတယ်။ဖက်ကလိုဒုံးဒုံးကြီးတစ်ခုရဲ့ကုန်ကြမ်းစည်းရေးက တသန်းဒေါ်လာလောက်ပဲရှိပြီးတော့ယူကရိန်းဟာကုန်ကျစရိတ်နည်းနည်းနဲ့ရုရှားကိုပြင်းထန်တဲ့ဖိအားတံတွေပေးနိုင်ပါတယ်။ဗီဒီယိုအစမှာပြောခဲ့သလိုပဲရေလံကျက်စက်ရုံတွေကိုတိုက်ခိုက်မှုတွေကယူကရိန်းရဲ့မဟာဗျူဟာရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးတော့ဒီတိုက်ခိုက်မှုတွေနဲ့ယူကရိန်းဟာရုရှားစစ်ဆက်ရန်တရားကိုထောက်ပံ့ပေးနေတဲ့အရေးကြီးသွေးကြောတွေကိုဖျက်ချောက်ဖို့ရှိရွယ်ပါတယ်။လွန်ခဲ့တဲ့လေးလအတွင်းမှာယူကရိန်းကရုရှားအတွင်းက မဟာပြူအမြောက်ပြည်မဲ့တွေကိုအနည်းဆုံး66ချိန်အထိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပြီးဗလာဒီမာပူတင်ကိုကြီးမားတဲ့ဒဏ်ရာရစေခဲ့ပါတယ်။အထူးသဖြင့်ဖေဖော်ဝါရီလမှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေကရုရှားအပေါ်မှာနက်ဆိုင်တဲ့အမှတ်အသားတွေကျင်းရစ်ခဲ့ပါတယ်။ဖေဖော်ဝါရီလမှာယူကရိန်းဒရုန်းတွေရဲ့အဝေးဆုံးတိုက်ခိုက်မှုကတော့ရှေ့တန်းကနေ920ကီလိုမီတာအကွာမှာရှိတဲ့ Saratov ရင်းနှံချက်စစ်ရုံကို ဖြစ်ပါတယ်။ဇန်နဝါရီလကုန်မှာတော့ဒရုန်းက100ကီလိုမီတာခီးနဲ့ နစ်နိုကိုရော့ဖ်ဒေတာကကတိုဗိုရီနန်ချက်စေယုံကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုပုံစံတွေကယူကရိန်းရဲ့စစ်ပွဲရေးစစ်ပွဲမဟာဗျူဟာကိုအာရုံစိုက်နေတာကိုဖော်ပြနေပြီးတော့ရုရှားရဲ့စစ်ရေးလုပ်ငန်းတွေကိုငွေကြေးထောက်ပံ့နိုင်စွမ်းနဲ့အတွင်းပိုင်းတည်ငြိမ်ရေးကိုထိခိုက်စေဖို့ရည်ရွယ်ပါတယ်။ဒီတိုက်ခိုက်မှုတွေကထက်ခါထက်ခါဖြစ်ပေါ်နေတာဟာသူတို့ရဲ့မဟာဗျူဟာ အရေးပါမှုနဲ့ရုရှားရဲ့လေကြောင်းကာကွယ်ရေးကွန်ရက်မှာဆက်လက်ရှိနေတဲ့အားနည်းချက်တွေကိုဖော်ပြနေပါတယ်။ရခိုင်ပြည်ရဲ့ဒီအပီးမှာ လုံခြုံရေးအစီအမံတွေထိုးမြင့်ခဲ့ပေမဲ့ဒီအားနည်းချက်တွေကိုမဖြေရှင်းနိုင်သေးပါဘူး။ဒီတိုက်ခိုက်မှုတွေရဲ့ရုရှားအပေါ်တရားမှုတွေကဘာတွေလဲ။ဒီတိုက်ခိုက်မှုတွေကရုရှားရင်းနှီးချုပ်ဆက်ယုံအခြေခံစောင့်တွေကိုကြီးမားရဲ့ပြည်စည်းမှုတွေဖြစ်စေခဲ့ပြီးယာယီပိန်သိမ်းမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ရုရှားအစိုးရကဒီဇယ်နဲ့ဓာတ်ဆီထုတ်လုပ်မှုစင်းစရာတွေကိုလျှို့ဝှက်ထားပြီးတော့ဖြက်စီးခံရမှုတွေရဲ့အပြေးအဝအခြေအနေကိုဖုံးကွယ်ဖို့စူးစမ်းနေပါတယ်။မော်စကိုရဲ့ဂျိုးပဲမှုတွေရှိပေမဲ့ဒီတိုက်ခိုက်မှုတွေရဲ့တရားမှုတွေကိုဖုံးကွယ်လို့မရပါဘူး။ဒရုန်းတိုက်ခိုက်မှုတွေနဲ့တန်ခက်ပိတ်ဆို့မှုတွေကြောင့်ရုရှားရဲ့စုစုပေါင်းထုတ်လုပ်နိုင်စွမ်း47တသမတသန်းတန်ချိန်ကိုရပ်တန့်သွားစေပြီးတော့2024ခုနှစ်မှာရင်းနှံဆက်ဆက်ယုံ ထုတ်လုပ်မှုပမာဏဟာဆယ်စုနှစ်တစ်ခုအတွင်းအလုံသမားအသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်လာ စေခဲ့ပါတယ်။ရုရှားရဲ့ဒုတိယဝန်ကြီးချုပ်က2024ခုနှစ်မှာဓာတ်ဆီထုတ်လုပ်မှု6.2ရာခိုင်နှုန်းနဲ့ဒီဇယ်လောင်စာထုတ်လုပ်မှု9.3ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ဝန်ခံခဲ့ပါတယ်။ရုရှားဗန်နာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့အချက်လက်တွေအရတွက်ချက်ကြည့်ရင် Federal Budget ကိုရောက်ရှိလာတဲ့ငွေကြေးဟာ23ရာခိုင်နှုန်းလောက်ကျဆင်းသွားပြီးတော့6.10ဘီလီယံရူဘယ်လောက်ရှိပါတယ်။ရုရှားကယခင်နှစ်တုန်းက OPEC Black နိုင်ငံနေနဲ့နိုင်ရှင်ရတော့အနောက်ကျကြံရိပ်ခဲ့ပြီးတော့မကြခဏဆိုသလိုသက်မှတ်ထားတဲ့ပမာဏထက်ပုံမထုတ်လုပ်နိုင်ခဲ့ပါရင်မကြသေးခင်ကပဲမော်စကိုကသူတို့ဟာရခိုင်ကပုံမထုတ်လုပ်ခဲ့တာတွေကိုပြန်လည်ဖြည့်ဆည်းဖို့လိုအပ်နေသေးတယ်လို့ပြောကြားခဲ့ပါရင်ဝင်ကြီးဌာနကအချက်အလက်တွေအရ ဝင်ငွေတွေဟာရုံးကန်နေရပြီးအ धिक အားဖြင့်ရေနံထုတ်လုပ်မှုအခွန်ကြောင့်ဖြစ်ပါတယ်။ဒါဟာရုရှားဟာနှစ်ဆပိုင်းမှာရေနံကြမ်းထုတ်လုပ်မှုကိုလျှော့ချခဲ့တဲ့ဆိုတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ရုရှားရဲ့ဖေဖော်ဝါရီလဝင်ငွေတွေကိုဇန်နဝါရီထုတ်လုပ်မှုတွေအပေါ်အခြေခံပြီးတွက်ချက်ထားပါတယ်။ကန်တက်ချက်တွေအတွင်းမှာဝင်ငွေတွေကိုမြင့်တင်ဖို့အတွက်ရုရှားထုတ်လုပ်သူတွေက အခွန်များတဲ့နေရာတွေမှာထုတ်လုပ်မှုကိုလျှော့ချပြီးအခွန်သက်သာခွင့်များတဲ့စီမံကိန်းတွေကိုအယုံဆိုင်နေပုံရပါတယ်။ရုရှားရဲ့ပြီးခဲ့တဲ့လကရေနံတဲ့တန်ခွေဝင်ငွေဟာတစ်နှစ်အလိုကနေ19ရာခိုင်နှုန်းနီးပါးကျဆင်းသွားပြီး981ဘီလီယံရူဘယ်လောက်ရှိပါတယ်။ဇန်နဝါရီလမှာနိုင်ငံရဲ့ပြည်များနေစဉ်ရေနံကျန်းထုတ်လုပ်မှုကတစ်နှစ်အလိုက9.46တန်ဘယ်ရယ်ကနေ8.96တန်ဘယ်ရယ်လောက်အထိကျဆင်းသွားပါတယ်။ဒီချက်လက်တွေကိုလွတ်လပ်စွာမစစ်ဆေးနိုင်ပါဘူး။ဘာလို့လဲဆိုတော့ မော်စကိုဟာသူ့ရဲ့ရေနံလုပ်ငန်းဆိုင်ရာအချက်အလက်တွေကို အများကြီးလျှို့ဝှက်ထားလို့ပါပဲအခွန်ငွေရှင်နေသွားတာဟာအနည်းဆုံးတော့တချို့တွင်းတွေမှာထုံးလို့မှုတကယ်ကြာဆင်းသွားတယ်ဆိုတာကိုဖော်ပြနေတာလည်းဖြစ်ပါတယ် ဖေဖော်ဝါရီလအခွန်နှုန်းတွေကိုရုရှားရဲ့အထူးကတင်ပို့မှုဖြစ်တဲ့ US ယန်အထက်ပြင်းမြစေ tip barrel ကို68.66ဒေါ်လာနဲ့တွက်ချက်ထားပါတယ်။ဒါဟာတစ်နှစ်အလိုက64.14ဒေါ်လာကနေတက်လာတာဖြစ်ပါတယ်။ရူပယ်ငွေကြေးလဲလဲနှုန်းဟာ American dollar ဒေါ်လာကို100.66ရူပယ်နဲ့ပြင်းမြထားပြီးတော့တစ်နှစ်အလိုကနေ73ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ ဝင်ကြီးဌာနအဆိုအရအရင်နဲ့ချက်ဆက်ယုံတွေကိုဖိချေမှုတွေကလည်းဘတ်ဂျက်ကိုထိခိုက်စေပါတယ်။ဒက်စီနဲ့ဒီဇယ်ထုတ်လုပ်သူတွေဟာဖေဖော်ဝါရီလမှာပြည်ရင်းစည်းကွက်ကိုထောက်ပံ့ဖို့အတွက်148ရူပယ်ဗီလီယံလောက်ထောက်ပံ့ကြေးတွေရရှိခဲ့ပါတယ်။ ဒဏ်ငွေကဏ္ဍမှာတော့ဖေဖော်ဝါရီလအခွန်ဝင်ငွေဟာတနစ်အလိုကနေ6.5ရာခိုင်နှုန်းတက်လာပြီး161ဘီလီယံရူဘယ်လောက်ရှိပါတယ်။ဒါဟာဥရောပမှာဒဏ်ငွေစင်းလုံးတွေမြင့်တက်လာတာကြောင့်တင်ပို့ခွန်တွေတက်လာတာဖြစ်ပါတယ်။ရုရှားကစီးပွားရေးဖြိုလဲမှုတစ်ခုတည်းကိုရင်ဆိုင်နေရတာမဟုတ်ပါဘူး။တနိုင်ငံလုံးကမာယွန်းနဲ့တရင်အချက်လက်တွေနဲ့လိုင်းတစ်ခုတည်းမှာ လုံးဝနှိမ့်ညွန့်နေပါတယ်။လူ့ရေကြာစင်းမှုအချက်အတည်းနိုင်ငံရေးမတည်ငြိမ်မှုနဲ့ဗလာရေးအဆုံးဖြတ်မပေးနိုင်မှုတွေဟာဗလာဒီမာပူတင်အတွက် အိမ်မက်ဆိုးတစ်ခုကိုဖန်တီးနေပါတယ်။ရုရှားကသိဆုံးနေပါပြီ။လူဦးရေကဒီနေ့ကိုတက်တန်းလောက်ကျဆင်းနေပါတယ်။အင်ပါဝါကိုထိန်းသိမ်းဖို့လူဦးရေဆိုင်ရာအခြေခံအားတွေဟာကုံဆုံးသွားပြီဖြစ်ပါတယ်။ဒီရော်နယ်မှုကရုရှားလူမျိုးတွေနေထိုင်တဲ့ဒေသမှာပုံမိုထိခိုက်စေပြီးတော့ကောက်ကက်ဆက်ဒေသမှာဆိုရင်တော့လူဦးရေဆက်လက်ပြီးတော့ထိုးပွားနေရလဲဖြစ်ပါတယ်။ရုရှားရဲ့ခြေပြန်းလာတဲ့ပထဝီအနေအထားဟာ သူအတွက်ဝင်ထုတ်ဝင်ပိုးဖြစ်လာပါတယ်။နိုင်ငံတော်ကခြေပြန်းလာတဲ့နေမြေတွေမှာပြန့်နှံ့နေတဲ့လူဦးရေနဲ့ပါတဲ့ဒေသတွေကိုတသမတ်သေးထိန်းချုပ်ဖို့ရုန်းကန်နေရပါတယ်။ဘ ਹੁ ချုပ်ကင်မှုပုံစံဟာနိုင်စုံနယ်ပြားတွေကိုဗဏ္ဍာရေးဝင်ထုတ်တစ်ခုဖြစ်စေပြီးဝေးလံတဲ့ဒေသတွေမှာထောက်ပံ့ရေးလုပ်ငန်းတွေကိုမရက်တည်နိုင်အောင်ဖြစ်စေပါတယ်။ဒီလိုဖွဲ့စည်းပုံကိုထိန်းသိမ်းဖို့ကုန်ကြစည်းကအလွန်မြင့်မားလွန်ပါတယ်။ဒါကြောင့်ပုံမကျလက်တဲ့နိုင်ငံတွေဟာရှင်သန်နိုင်စွမ်းအရမဟာဗျူဟာမြောက်အချိုးကျေးဇူးတွေရှိပါတယ်။ ူတင်လက်ထက်မှာရုရှားဟာလုံးဝအာဏာရှင်စနစ်ဖြစ်လာပြီးနိုင်ငံတော်ရဲ့တည်ယံစာကြတွေဟာ လုံနေစုလူဝင်စားတွေရဲ့လက်ထဲမှာစုစည်းနေပါတယ်။ဒီအဂတိလိုက်စားရဲ့အခြေချုပ်စနစ်ဟာပုံမှန်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုရပ်တန့်သွားစေပြီးတရားဥပဒေစိုးမိုးမှုကိုလူပုဂ္ဂိုလ်ရဲ့သစ္စာရှိမှုတွေနဲ့တရားဝင်မဟုတ်တဲ့သဘောတူညီချက်တွေနဲ့အစားထိုးလိုက်ပါတယ်။ပူတင်ဟာလူမျိုးရေးလှုပ်ရှားမှုတွေကိုမကြုံစဘူးအဆင့်ထိရှော့ချဖြစ်လိုက်ပြီးသူရှာဖွေနေတဲ့အရာတွေကိုတိကျစွာဖန်တီးလို့ပါတယ်။ဒါကတော့အက်ဒန်သဖွယ်ကွဲပြားနေပြီးအခွင့်အလမ်းကောင်းတွေကိုအမြဲရှာဖွေနေတဲ့လူဖွဲ့စည်းတစ်ခုပါပဲ။ရာလတ်ကတော့ ော့အဓိပ္ပာယ်မရှိလုံဆောင်မှုမရှိစီလုံးညီညွတ်မှုမရှိတဲ့လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာပါတယ်။ယူကရိန်းကိုစစ်ပွဲဟာဒီအချက်တင်းကိုပုံမဆိုးဝါးလာစေပြီးလက်နက်ကင်ထားတဲ့စိတ်တရားရပြီးတော့ရာစုမှုကျူးလွန်မှုအလားအလာရှိတဲ့လူရန်စားသည့်တရက်ကိုဖန်တီးလိုက်ပါတယ်။ဒီလူတွေကအရက်ဖက်လူမှုဘဝတွေကိုပြန်လည်ဝင်ရောက်ဖို့ရုန်းကန်ကြရမှာပါ။ စစ်ပွဲအားအာနာရှင်စနစ်တွေရဲ့စီးပွားရေးပြိုလဲမှုကိုပုံမမြန်ဆန်စေပါတယ်။ရုရှားရဲ့အာနာဟာအမြဲတမ်းတရားစတာတွေကိုဗဟိုထုတ်ကင်မှုအ धिक ပိုင်ဆိုင်မှုတွေကိုတင်းကျပ်စွာထိန်းချုပ်မှုနဲ့ လောကရဲ့ဆယ်စုနှစ်အတွင်းလူ့အဖွဲ့အစည်းအပေါ်အကြမ်းဖက်မှုတွေတုံ့ပြန်မှုတွေအပေါ်အခြေခံထားပါတယ်။စစ်ပွဲမဖြစ်ခင်ကတည်းကရုရှားစီးပွားရေးက Dash ယောဂါကိုခံစားနေရပြီးကုန်ကျန်းတင်ပို့မှုတွေကတခြားကဏ္ဍတွေကိုဖိစီးနေပြီး2000နှစ်ကတည်းကစီးပွားရေးကြဆင်းမှုကိုဖြစ်စေခဲ့ပါတယ်။အခုဆိုရင်ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာအနောက်နည်းပညာတွေကိုရယူဖို့လမ်းကြောင်းတွေကိုဖျက်ချောက်လိုက်ပြီးကုန်ကျန်းကဏ္ဍကိုရတန့်သွားစေပြီးတော့အရက်ဖက်စီးပွားရေးကိုပြိုလဲစေပါတယ်။ဘာလို့လဲဆိုတော့တယံဇာတ်တွေဟာ ဆက်ဆက်ရန်တရားကိုထောက်ပံ့နေလို့ပဲဖြစ်ပါတယ်။ စည်ရည်နဲ့အရက်ဖက်အသုံးစရိတ်တွေကြောင့်မညီမျှမှုတွေကစည်ရည်လုံဆောင်မှုစီးပွားရေးတစ်ခုကိုဖန်တီးလိုက်ပါတယ်။ပူတင်အတွက်စစ်ပွဲဟာမဟာဗျူဟာတစ်ခုတည်းမဟုတ်ပါဘူး။အာဏာကိုထိန်းသိမ်းဖို့နေလန့်တစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာစနစ်တကျအပူလွန်ကဲမှုကြောင့်စီးပွားရေးအခြေခံတွေကိုအားနည်းစေပါတယ်။စီးပွားရေးအပူလွန်ကဲမှုဆိုတာခြေထွားမှုဟာရေရှည်ခံနိုင်ရှိတဲ့စွမ်းဆောင်ရည်ထက်ကျော်လွန်သွားတဲ့အခါမှာဖြစ်ပေါ်ပါတယ်။အာဏာရှင်စနစ်တွေမှာဒီစစ်ပွဲကဒီဖြစ်စဉ်ကိုပုံမမြန်ဆန်စေပါတယ်။ဘာလို့လဲဆိုတော့ န်စာတရတွေကိုမထီရောက်စွာအသုံးပြုတာကြောင့်အခုလိုအကျိုးဆက်တွေကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်။ ထမဆုံးအကျိုးဆက်ကတော့ငွေကြေးဖောင်းပွားမှုပါစည်ရည်နဲ့ကာကွယ်အသုံးစည်းတွေဟာဈေးနှုန်းတွေကိုမြင့်တက်စေပါတယ်ရုရှားမှာတအားခံစားနေရပြီးတော့အစားအသောက်ဈေးနှုန်းတွေမြင့်တက်လာပြီးကုန်ပစ္စည်းတွေရှားပါလာပါတယ်ဒုတိယအကျိုးဆက်ကတော့အလုပ်သမားရှားပါမှုပါပဲစစ်ပွဲကလူတွေကိုရှေ့တန်းနဲ့စေယုံတွေစီပို့ဆောင်ပြီးတော့စီးပွားရေးထုတ်လုပ်မှုကိုရှော့ချစေပါတယ်လုံသားအင်အားရဲ့အရေးသွေးရာရွှေပြောင်းနေထိုင်မှုနဲ့အလုံးလုံးနိုင်တဲ့လူဦးရေဆုံးရှုံးမှုတွေကြောင့်ကြာဆင်းသွားပါတယ်ဒုတိယအကျိုးဆက်ကတော့ ော့ဘတ်ဂျက်လိုငွေတွေထိုးပွားလာတာပါနိုင်ငံတော်ဟာစစ်ပွဲကိုငွေကြေးထုတ်ဝေမှုကနေငွေကြေးထောက်ပံ့ပြီးရူဘယ်တည်ငြိမ်မှုကိုထိခိုက်စေကာစီးပွားရေးကို ပြိုလဲမှုစီဥတီစေပါတယ် 1980နဲ့80ပြည့်လောနှစ်တွေကဆိုဗီယက်ပြည်အောင်စုလိုပါပဲစစ်စည်းဝါးရေးအားထိုတောင်တဲ့ကာလအတွင်းကြီးထွားမှုကိုပြသနိုင်ပေမယ့်နောက်ဆုံးမှာတော့စီးရီးအသုံးစီးနဲ့ဤပညာရဲ့ဖျက်ထောက်ခံရမှုတွေကြောင့်ပြိုလဲသွားပါတယ်ရုရှားဟာအခုချိန်မှာဒီလမ်းကြောင်းအတိုင်းရှောင်လန်းနေပါတယ် စီရီအတုံးစီတွေကဘတ်ဂျက်လုံငွေတိုးပွားလာမှုရဲ့အဓိကအကြောင်းရင်းဖြစ်လာပြီးတော့တန်ခဲပိတ်ဆို့မှုတွေဟာနည်းပညာဆက်သွယ်မှုတွေကိုပြန်လည်တည်ဆောက်ဖို့ချိုးဖက်မှုတွေကိုပိတ်ပင်နေစေတာလည်းဖြစ်ပါတယ်။ အိန္ဒိယနဲ့တရုတ်ကိုရေနံနဲ့တန်ခွေရောင်းချမှုတွေဟာအသက်ဆက်လက်ရှင်သန်ဖို့ထောက်ပံ့ပေးနေပေမဲ့လူဦးရေကျဆင်းမှုနဲ့ကျေပြန့်လာတဲ့နိုင်ငံတစ်ခုရဲ့အခြေခံစီးပွားရေးအားနည်းချက်တွေကိုမကျော်လွှားနိုင်ပါဘူး။ယူကရိန်းစစ်ပွဲကိုချက်ချင်းရပ်တန့်လိုက်ရင်တောင်ရုရှားရဲ့စီးပွားရေးပြဿနာတွေကိုမဖြေရှင်းနိုင်ပါဘူး။ကုမ္ပဏီတွေကအခုဆိုရင်ရုရှားကနေထွက်ခွာနေပြီးဈေးကွက်မတည်ငြိမ်မှုကိုဖော်ပြနေပါတယ်။စစ်ပွဲရပ်တန့်လိုက်ရင်တောင်မလွဲမသွေပြိုလဲမှုကိုခဏခြံထားခံရမှာပါ။တန်ခဲပိတ်ဆို့မှုတွေကိုတစိမ့်တစ်ပိုင်းဖြေလျှော့ပေးတာတောင် ောင်လုံလောက်မှာမဟုတ်ပါဘူး institutional ဘက်သက်တဲ့ကြီးမားတဲ့ပြောင်းလဲမှုတွေလိုအပ်တဲ့နိုင်ငံသားယင်းနှမြုံနယ်မှုတွေမရှိဘဲနဲ့စနစ်တွေရုံရင်းပြည့်စုံမှုဟာမလွဲမသွေဖြစ်လာမှာပါဘာလို့လဲဆိုတော့အတိပ္ပယ်ရှိတဲ့ပြုပြင်ပြောင်းလဲမှုတွေဟာအာနာရှင်စနစ်ရဲ့အာနာကိုချိန်ချောင်းနိုင်လို့ပါပဲတန်ခဲပေးဆိုမှုတွေဟာဒေတာစင်းမှုကိုပုံမှန်မြန်ဆန်စေပါတယ်အာဂတိလိုက်စားမှုမကောင်းတဲ့ရွေးချယ်မှုတွေနဲ့လက်တွေ့ထိန်းချုပ်မှုတွေဟာရုရှားစနစ်တွေရဲ့ထိရောက်မှုကိုဆက်လက်ပြည့်စုံစေနေပါတယ်စနစ်တွေရဲ့ပြည့်စုံရွေးမှုဟာ စစ်ပွဲရပ်တန့်သွားရင်တောင်ပြည်လဲထူထောင်ဖို့လုံလောက်အောင်နဲ့ဆိုင်လုံးနေပါရယ်အပူလုံကင်းနေတဲ့စီးပွားရေးဟာစည်ရီအတုံးစည်းတွေကိုမလျှော့ချနိုင်မဲနဲ့တည်ငြိမ်အောင်မလုပ်နိုင်ပါဘူးဒါပေမဲ့အခုချိန်မှာတော့အတားကိုလှုပ်ဖို့မဖြစ်နိုင်သေးပါဘူးဆိုပြီးရပြည်တော်စုလိုပဲရုရှားစနစ်ကမလွဲမသွေစီးပွားရေးပြိုလဲမှုကိုရင်ဆိုင်နေရပါရယ် စီးပွားရေးအဖြစ်လူမှုရေးပုံစံကလည်းဖြိုလဲနေပါတယ်ပူတင်ဟာစစ်ပွဲကိုဆက်လက်လုံဆောင်နေရင်မရက်တီနိုင်တဲ့စစ်ပွဲကိုဆက်လုံနေမလားသူစနစ်ကိုချိန်ချောင်းနိုင်တဲ့ငြိမ်းချမ်းရေးကိုလက်ခံမလားဆိုတော့မဖြစ်နိုင်တဲ့ရွေးချယ်မှုတစ်ခုကိုရင်ဆိုင်နေရပါတယ်စစ်ပွဲကိုရပ်တန့်လိုက်ရင်တောင်သူအာနာကရုရှားရဲ့စစ်မဲ့ဖြစ်ပွားနေတဲ့အုပ်စုတွေကြားမှာတရားဝင်မှုကိုဆုံးရှုံးသွားမှာပါကာတီရိုဖလိုအမျိုးသားရေးဝါဒီတွေနဲ့လက်ရာစွန်းတွေကစစ်ပွဲရပ်တန့်သွားတာကိုသစ္စာဖောက်မှုနဲ့အားနေကျလို့မြင်ကြမှာပါလက်နက်ကင်စစ်မှုတွေဟောင်းတွေဟာ ာဒေါသထွက်နေပြီးစိတ်ပြက်နေတဲ့အနေအထားနဲ့အိမ်ပြန်လာကြမှာပါသူတို့ရဲ့စစ်အတွေ့အကြုံနဲ့လက်နက်တွေဟာမကျေနပ်မှုတွေနဲ့ပေါင်းဆက်သွားပြီးရာဇမှုလိုင်းတွေကို ဖြစ်ပေါ်စေကစနစ်ကိုပုံမပြီးတော့မတည်ငြိမ်အောင်လုပ်နိုင်ပါတယ်ပူတင်ကတီထောင်ချောက်ကိုသိမြင်နေပါတယ်ဒါကြောင့်ပူတင်ဟာငင်းချဲရေးစီကိုဥတီသွားမယ်ဆိုရင်သူ့မှာရွေးချယ်စရာတခုပဲရှိပါတယ်ဒါကတော့သူ့စနစ်ထဲကအစွန်းရောက်တွေကိုသူတို့ကသူ့ကိုစန့်ကျင်တော်လှန်မလာခင်မှာဖေရှားပြစ်ဖို့ပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးအစွန်း ံးတိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ရှင်။